သူ့ရဲ့အဓိကသုံးသက်ချက်ကစွဆွဲချက်ကသုံးခုပါတစ်ကတော့ NUG နဲ့ OIG ကြားမှာစာချုပ်ရှိတယ်နှစ်ကတော့အဲကျွန်တော်ဒီနေ့တော့ဒါဥယျာဉ်သူရဲ့ဗီဒီယိုဖိုင်တစ်ခုကိုပဲသုံးသက်ပြသွားမှာဖြစ်ပါတယ်ဗောနော်ဒါဥယျာဉ်သူကတော့ပြီးခဲ့တဲ့တစ်ပတ်လောက်ကတင်ထားတဲ့ဒီလေသူစာအတုခံဆိုပြီးဗီဒီယိုသုံးပုတ်တင်ခဲ့တယ်သုံးပုတ်ထဲမှာပထမတစ်ပုတ်ကိုတော့ကျွန်တော်ဒီသုံးသက်ချက်ကလေးတင်ခဲ့ပြီးဖြစ်ပါတယ်အခုဒုတိယတစ်ပုတ်ပေါ့နော်လေသူစာအတုခံဆိုတဲ့ဗီဒီယိုလေးကိုကျွန်တော်သုံးသက်မှာဖြစ်ပါတယ်အဲ့တော့ ဒီဗီဒီယိုတွေဘာကြောင့်လောက်ရလဲဒီဗီဒီယိုတွေသုံးသက်ချက်တွေဘာကြောင့်လောက်ရလဲဆိုတော့ကျွန်တော်အရင်ဆုံးရှင်းပြခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ2025 August လနောက်ပိုင်းနေ့မှာဒီ main online စေအုပ်စုကနေပြီးတော့ရွေးကောက်ပွဲအကြောင်းတွေပြောလာတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြေဆွလာပြီးရနောက်ပိုင်းမှာပါတီတွေကမဲဆွယ်စည်းအုံမှုတွေမဲဆွယ်တာမဟုတ်သေးဘူးပေါ့သူတို့ပါတီရုံးခန်းကိစ္စတွေစည်းအုံမှုတွေလှုပ်လာတာလေကျွန်တော်တွေ့ရပါတယ်အဲ့ဒါနဲ့တကြိမ်နဲ့ထဲပဲဘာသာရေးလူမျိုးရဲ့အမုန်းတရားပြန့်နှံ့နေတဲ့ ဒီအမုံစကားတွေပြောတာတွေအမုံတရားဖြန့်ယူတာတွေကိုအရင်တော့ကျွန်တော်ရှိခဲ့ပြီးသားဒီမဘာသာအုပ်စုပေါ့နော်မဘာသာ96ကိုအမျိုးသားရေးအစိုးရအုပ်စုတွေကအဲလှုပ်ဆောင်လာတယ်ကျွန်တော်တွေ့ရပါတယ်အဲအဲ့တိုက်တိုက်တဲ့ဆန်တဲ့မှာပဲဒီစတမလာတွေကြတော့ဥပိရာသူရဲ့ဗီဒီယိုတွေပြန်ထွက်လာတယ်ထွက်လာတဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ပထမပိုင်းတပုတ်ကိုကျွန်တော် analysis လုပ်တဲ့အခါမှာဆိုရင်ဒီ Rohingya အမုံတရားတွေနောက်ပြီးတော့ဒါဒေါန်ဆန်းစုကြည်တို့ဒေါခင်ကြည်တို့ကိုတိုက်ခိုက်တဲ့ဇကားတွေတုံးဆွဲပြီးတော့သူဗီဒီယိုတင်ထားတာတွေ့တယ်အခုဒုတိယပိုင်းကိုကျွန်တော်တို့ဆက်ပြီး သုံးသပ်မှာဖြစ်ပါတယ်ဒီဘိုင်းမှာတော့အဲသူအဓိကပြောဆိုထားတဲ့အကြောင်းအရာတွေကနော်ကျွန်တော်တို့အချက်လက်ရပြန်လေးတုံးပြန်ရမယ့်ဟာဝေဖန်သုံးသပ်ရမယ့်အပိုင်းတွေကိုကျွန်တော်သုံးသပ်ဝေဖန်ပေးပါမယ်ဖြစ်ပါတယ်အခုကျွန်တော်စကြည့်အောင်နော် က်တစ်ခုပြောချင်တာပါလေ UNG က OIC နဲ့ဘယ်လိုစာချုပ်ချုပ်ထားသလဲအခုတော့လေ့လာဘူးလားလေ့လာကြည့်ပါလားဒီမှာအောင်ပြောလိုက်လေအချုပ်အစ်အမှန်ကိုထုတ်ပြရဲလားလို့ UNG ကတရားဝင်အစိုးရဖြစ်သွားရင်ဝင်ရဆိုတာကတရားပေါက်တိုင်းရင်းသားပဲအဲ့လိုတိုင်းရင်းသားပေးပါမယ်လို့ကိုအချုပ်ထားတာဗျာအဲ့ဒါကိုပြည်သူတွေကိုလဲစားတာပါနော်အာဘာသာပေါင်းစုံလူမျိုးပေါင်းစုံဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ပါဘူးဗျာခင်ဗျအဲ့ဒီမှာအောင်မေးလိုက်ပါအစင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်မူရင်အရေးသလားလို့အဲ့ဒါကို UNG တဲကအချုပ်ဝင်ကြီးတယ်လေ OIC နဲ့ပေါင်းပြီးတော့တော်စုကိုအရေးယူဖို့ဘာကြောင့်အစီခဲ့ကြတာလဲဗျာနော်အဲ့ဒါကိုခင်ဗျားတို့သိပြီလားအဲ့တော့ ီအပိုင်းကိုကျွန်တော်ကြည့်လိုက်တာစက္ကန့်40ကျော်လောက်ရှိပါတယ်ဒီထဲမှာတော့ तू အဓိကပြောတာ NUG နဲ့ OIC စာချုပ်ချုပ်ထားတယ်ဆိုရင်ရှုတော့အနေနဲ့ तू ပြောသွားတာတွေ့ရပါတယ်ရှုတော့အနေနဲ့ तू ပြောထားပြီးတော့ဒီစာချုပ်အရဆိုရင် NUG သမရ NUG အစိုးရဖြစ်သွားပြီဆိုရင်အဲဒါရိုဟင်ဂျာလူမျိုးတွေဒီတိုင်းရင်းသားဖြစ်သွားမယ်အဲ့အတွက်ဒီ NUG နဲ့ OIC ကြားမှာစာချုပ်ရှိတယ်ဗောနော်အဲ့စာချုပ်ကိုဒေါ်စင်မအောင်ထုတ်ပြရေးလာဖို့သူကဒေါ်စင်မအောင်လို့မခေါ်ပါဘူးစင်မအောင်ထုတ်ပြရေးလာလို့မေးွားတာကိုကျွန်တော်တွေ့ရပါတယ် အဲ့တော့ဥစဉ်ရောဥပိ္ပာသူရောဥပိ္ပာသူစီမှာဒီအချက်လက်ရှိတယ်ဆိုရင်ဘာတို့တည်သူရောမထုတ်ပြတာလေပေါ့အဲ့တော့ OIC ဆိုတာလေးကိုအရင်ပြောရမယ်ဆိုရင် OIC ဆိုတာ organization of islamic cooperation မှာအာ islamic နိုင်ငံတွေအပူပေါင်းဆောင်ရွက်အဖွဲ့လို့လည်းကျွန်တော်တို့အတိတ်ပဲပြန်လို့ရတယ်ဒီနေရာမှာဒီ OIC ဒီဒါဗမာဒီနေတော့လေအရန်စိတ်နဲ့အဖွဲ့အစည်းတစ်ခုတော့မဟုတ်ဘူးပေါ့နော်ဒါ2012 73မှာဒီရခိုင်မှာဖြစ်ခဲ့တဲ့ colonel's violence နေနော်ဒီ ဟိုလူမျိုးရေးဘာသာရေးပြိပခါတွေဘာတွေနောက်ပိုင်းမှာဒီ Ranger တည်သူတော်တော်လူမျိုးတော်တော်နဲ့နဲ့သည်ဒါကမ့်နေတွေရောက်သွားတယ်အိမ်နေမီရှော့ဖြက်စီးခံရပြီးရနောက်ပိုင်းမှာတော့ OIC ကဒါဘာမှဒီမှာလူသားချင်းစာနာထောက်ထားမှုနဲ့ဒီလိုအကူအညီတွေပေးဖို့အတွက်ရုံးမဖွင့်ဖို့ကြိုးစားတာတွေရှိခဲ့ဘူးပါတယ်အဲ့လိုရှိခဲ့တဲ့အတွက်လေကျွန်တော်တို့ဟိုအဲ့လိုကန့်ကွက်တာတွေစာနာပြတာတွေပေါ့နော်အကြီးအကျယ်ဘာမှဒီထဲမှာဖြစ်ပေါ်ခဲ့ပါသေးတယ်အဲ့တော့ နောက်ပိုင်းမှာရိုဟင်ဂျာလူမျိုးတွေအပေါ်မှာမြန်မာစစ်တပ်နဲ့အစိုးရအသက်ဆက်ဆက်ကနေပြီးတော့ဒီလူမျိုးလုံးတက်ဖြတ်မှုကျူးလွန်တဲ့ကိစ္စတွေကိုပြောကြပြီးဆိုရင် OIC ဆိုရဲနာမည်ကိုလည်းဒီအမျိုးသားရေးဆွမ်းအောင်အဖွဲ့တွေကခဏခဏပြောဆိုသုံးဆွဲတာကိုတွေ့ရပါတယ်။ဒီဟာလေးတို့တို့တောက်လျှောက်ပေါ့ဗမာဒီမာလူခွင့်ရေးဒီလူမျိုးစုတွေဒါဖိနိခန့်ဘာသာလူနေစုဘာသာဝင်တွေအကြောင်းကိုပြောကြပြီးဆိုတဲ့အခါမှာအနည်းနဲ့ဒီလိုလှုပ်ရှားတဲ့သူတွေတော့မှ OIC ရှိရယ် OIC ကပတ်စံနေပေးနေတယ်ဆိုတာမျိုးခဏခဏ ဒီအမျိုးသားရဲ့စုံအောင်စုရဲ့ဆွဆွဲတာကိုကျွန်တော်တွေ့ဘူးပါတယ်ဒါပေမဲ့ဘရောမှာလည်းလက်ထိလက်ရောက်ဘသူကတော့ဘလို့ရတယ်ဘသူကတော့ဘလို့ရသွားပြီဘာရီကိုဘလို့ရတယ်ဆိုတဲ့ဟာမျိုးလည်းတိကျထုတ်ဖို့ပြောကြခြင်းလည်းမရှိပါဘူးအနည်းငယ်သူတို့လေသံဖန်းတရားနာနေ OIC ကပတ်သက်နေပေးနေတယ်ဘာဖြစ်လို့လဲဆိုတော့ဗမာပြည်မှာဖိနှိပ်ခံရတဲ့သူတွေကမွတ်စလင်တွေအစ္စလာမ်တွေဖြစ်တဲ့အတွက် Islamic နိုင်ငံများအဖွဲ့အစည်းပြီးတော့ဒါမျိုးလုပ်နေတယ်ထောက်ခံပေးနေတယ်နောက်ွယ်ရနေပြီးတော့သူတို့ဒဏ်မှုခွင့်ရအောင်လုပ်နေတယ်ဆိုတော့ conspiracy ဒါတော့မဟုတ်အဲ့လိုပေါ့ကြိုတင်ခံမနာတဲ့အမြင်မျိုးသူတို့စီမှာ ရှိပုံရပါတယ်ရှိပုံရတာမဟုတ်ပါဘူးရှိပါတယ်ရှိရတဲ့လေဒါတွေကိုတို့ထက်ကြော့ထက်ကြော့ပြီးဒါကျွန်တော်တို့ဒီ2012ခုနှစ်ကနေအခုချိန်ထိကျွန်တော်အကြအများဆုံးစကားလုံးထဲမှာ OIC ဆိုတာလည်းပါပါတယ်အဲ့တော့ဒီနေရာမှာ NUG နဲ့ OIC မျိုးကိုတွဲချိတ်ပါတယ်အဲ့တော့ဒါပါလို့ထင်တာလေးဆိုတော့ OIC ဆိုတဲ့ကိစ္စနောက်မှာဘာဘာဒီမှာဒီ Islam ဘာသာဝင်တွေပုံမှာတော့မဟုတ် Rohingya တွေပုံမှာအမုန်းတရားနဲ့တိုက်ခိုက်မှုတွေကခဏခဏဖြစ်ခဲ့ဘူးတယ်เนาะအချိန်ပေါင်းများစွာဖြစ်ခဲ့ကြတယ်အထူးသဖြင့်2012ခုနှစ်နောက်ပိုင်းမှာ အဲ့လိုဖြစ်လာတိုင်းဖြစ်လာတိုင်းဆိုရင်လေဒီကနေပြီးတော့အမုံတရားရောကြွားသွားတာကိုကျွန်တော်သိမတွေ့ရအောင်အမုံတရားတွေပိုကြီးလာတယ်ဆိုရှယ်မီဒီယာပေါ်မှာတိုက်ခိုက်တာဒီနေရာမှာကျွန်တော်တို့ဟိုအထူးသဖြင့်တော့ဗောနော်အဲ့ကာလတွေမှာဒီ2019ရိုဟင်ဂါလူမျိုးတွေကို clearance operation ဆိုပြီးရောနေနေရှင်းရှင်းစစ်ဆင်ရေးဆိုပြီးမောင်းနှင်ထုတ်ခဲ့တဲ့နောက်ပိုင်းကိစ္စတွေမှာဆိုရင်ဒီဟာနဲ့ပတ်သက်ပြီးတရားနာတမှုရဖို့ရဖို့ရှာဖွေဖို့စူးစမ်းရတဲ့လူအုပ်တွေလူတွေကိုဗောနော် ဒါလူခွင့်ရေးတမားတွေဒေါ်လာစားတွေ OIC ရထောက်ပံ့နေတယ်ဆိုရင်ခေါင်းစဉ်အောက်ကနေသူတို့ဆွဆွဲကြတယ်အဲ့ချိန်တုန်းကလေ OIC ကိုစန့်ကျင်တဲ့အနေရှိတဲ့သူတွေလေဘာမှဒီမှာလူများစုဖြစ်တယ်အဲ့တော့ຫນွေဥတော်လိုင်းဖြစ်လာတယ် Rohingya ဆိုတဲ့ဝေါ်ဟာရာကိုအဲ NUG အပါဝင်ဖို့တရားတော်တော်လေးအကျိုးလိုလို့ဟိုလက်ခံအတည်ပြုတာလားတကယ်ပဲဟိုဟာဖြစ်တာလားတော့ဒါကျွန်တော်တို့ဆက်လက်ကြည့်ရှုရမှာပေါ့နော်လက်ရှိအနေအရာကိုကျွန်တော်တို့ဗမာတီးရဲ့နိုင်ငံရေးဖြတ်သန်းမှုပြီးခဲ့တဲ့စနစ်တကာလတွင်နိုင်ငံရေးဖြတ်သန်းမှုရအောင်ကြည့်မယ်ဆိုရင်တော့ ဒီ anti muslim sentiment လို့ခေါ်ရယ် muslim စံချိန်အနေနဲ့လူဖွေသီးတယ်မှာတော်တော်လွှမ်းမိုးခဲ့ဒါတော့ကျွန်တော်ဘိုင်နဲ့တိုင်းတာလို့ရတယ်ဆိုနိုင်ငံတကာ media page တွေအောက်မှာတော့ဒါအာနမ်သိငင်ကာလာဆိုဒီ muslim အကြောင်း islam အကြောင်းတော့မို့ rohingya အကြောင်းပြောတဲ့ post တွေအောက်မှာဆိုဆဲဆိုကြတာကျွန်တော်တို့ဒါ shame on you bbc တို့ဘာတို့ကအစပေါ့နော်ဒါမျိုးတွေထိခဲ့ကြတဲ့အခါကျတော့တစုံတရာ oic ဆိုတဲ့ဝါကနောက်မှာ islam နဲ့ဆက်သွယ်နေတယ်နေတယ် rohingya တွေအတွက်လုပ်ပေးတယ်ဆိုရင်တောင်းသူတို့တိဆောက်ထားပြီးသား studio type ပုံစံကြီးတစ်ခုရှိနေပါတယ် အဲ့ဒါကြီးနဲ့ဆက်ဆက်ပြီးတော့ဒါလူဖွဲ့စည်းတဲ့ဘက်ရှိတဲ့အစ္စလမ်ဆန့်ကျင်ရေးအနေရှိတဲ့သူတွေအစ္စလမ်မုန်းသီးတဲ့သူတွေရိုဟင်ဂျာဆန့်ကျင်တဲ့သူတွေနဲ့ NUG ကြားမှာသူကခွဲကစားနိုင်မို့တော့ဥယီရာသူကတုံးလိုက်တဲ့အကွက်လို့ကျွန်တော်တို့နားလေပါလေဒါ NUG နဲ့ OIC ကိုပေးစားလိုက်ခြင်းအပြင်ပေါ့နော်ဒါအပြင်သူပြောရတဲ့အချိန်မှာဒီတိုင်းရင်းသားတို့ဘာလို့ပါပါတယ်ရိုဟင်ဂျာကိုတိုင်းရင်းသားပေးရမယ်ဆိုတဲ့အမြင်ပေါ့နော်တိုင်းရင်းသားပေါ့နော်ဒီရိုဟင်ဂျာကိစ္စကိုမသွားခင်တိုင်းရင်းသားဆိုတဲ့အယူအဆပေါ့ဒီမှာဗမာဒီမှာတိုင်းရင်းသား135မျိုးရှိတယ်ဆိုတဲ့အယူအဆဒါကျွန်တော်တို့တော်တော်ကြီး လွှမ်းမိုးထားပါတယ်ဒီဒါနဲ့ပတ်သက်ပြီးကျွန်တော်ခြေထက်တဲ့ကျွန်တော်သုံးသက်ချက်ဗီဒီယိုတွေလေးကျွန်တော် YouTube မှာတင်ထားတာရှိပါတယ်ဒါပေမဲ့ဒီ135နှစ်အကြောင်းပြောပြီးဆိုရင်တော့ဟိုအချက်လက်မခိုင်လုံတာတွေအများကြီးတွေ့ရသလိုတိုင်းငင်းသားဆိုတဲ့အယူဆအလေဒါလွန်ခဲ့40ကျော်နှစ်ပေါင်း40ကျော်ကပြတ်ထန်းခဲ့တဲ့1982ခုနှစ်ကပြတ်ထန်းခဲ့တဲ့ နိုင်ငံသားဥပဒေမှာဆိုရင်ဒါတိုင်းရင်းသားဆိုတာနဲ့ပတ်သက်ပြီးသူတို့ criteria ပေါ့နော်အဲဥမာသူတို့ဖော်ပြချက်ရဆို1823ခုနှစ်မတိုင်မီကဗမာတီရဲ့နေနမိတ်အတွင်းမှာတရှိသောဒီလူမျိုးတွေဒီတိုင်းရင်းသားဖြစ်တယ်ဆိုပြီးဖော်ပြချက်တွေပါတယ်ပါတယ်ဆိုတော့ဒါရိုဟင်ဂျာတွေတရှိမှုကိုလည်း1823မတိုင်မီမကလို့ဟိုအရှိအစိုးရကျွန်တော်တို့ဒါတမိုင်းကြောင်းရတက်တည်အထောက်သားတွေရပြနိုင်တာတွေရှိတယ်ကြောကြတယ်ဒါမဲ့လက်မခံကြပါဘူးအကုန်လုံးဘူးဘူးပိတ်ကြတယ်ပေါ့နော်ကိုဖနောင်းနေကိုဖင်ကိုပိတ်ပြီးငင်းကြတာပဲကျွန်တော်တို့တွေ့ရတယ် အဲ့မှာမှာဘသူတွေဒီတိုင်းရင်းသားလေးတိုင်းရင်းသားဆိုတာဘာလက်ကျင်ကန်လက္ခဏာရင်းနဲ့ပြည့်စုံအောင်မလဲဆိုရိကိစ္စဥပဒေအရလည်းတတ်မှတ်ပြထားခြင်းမရှိသလိုအဲဟိုတိုက်တာရတဲ့ပေရန်နေဒီလည်းအလွန်ကွဲကြရတယ်ပေါ့နော်အဲ့တော့ရိုဟင်ဂျာဒီတိုင်းရင်းသားဖြစ်လားမဖြစ်လားဆိုရိကိစ္စတဲ့ရိုဟင်ဂျာဒီဒီ1982ခုနှစ်နိုင်ငံသားဥပဒေဆိုရိပေရန်နေဟိုဆက်ဆက်သူတို့စဉ်းစားကြရတဲ့ဟာတွေရှိရင်တော့ဒါဒီအချက်လက်အရငင်းလို့မရတဲ့ကိစ္စတွေဖြစ်ပါတယ် ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့ဒီရိုဟင်ဂျာတိုင်းရင်းသားလုပ်ချင်နေငါတို့တိုင်းရင်းသားမဟုတ်ဘူးဆိုတော့ငင်းခုန်မှုတွေဒါရိုဟင်ဂျာကိုတိုင်းရင်းသားဟိုအမှန်တကယ်တော့ကျွန်တော်ဒီကျွန်တော်ကျွန်တော်တယောက်တည်းအနေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ရိုဟင်ဂျာပြည်သူတွေရိုဟင်ဂျာလူမျိုးစုတွေစိတ်ထဲမှာဘယ်လိုရှိမလဲကျွန်တော်တို့ခံမှန်းလို့မရပါဘူးတို့ရောဒီဗမာဒီမှာတိုင်းရင်းသားတကယ်ဖြစ်ချင်တာပေါ့တိုင်းရင်းသားတကယ်ဖြစ်ရင်ဘာရလဲတိုင်းရင်းသားဗမာဒီမှာတိုင်းရင်းသားဖြစ်လို့တစ်နှစ်နဲ့ချိန်ဆရပါတယ်တခြားဘာမှမရပါဘူးကျွန်တော်အဲရဲဘော်တယောက်ရေးထားတဲ့ကြရရှိပါတယ်တိုင်းရင်းသားဖြစ်လို့ဘာရလဲဆိုတော့ဒီရင်းစစ်ပေးရပါတယ် တိုင်းရင်းသားဖြစ်တာဘာမှဒီမှာဘာမှထူးဆန်းသွားတာဘာမှထူးခြားပြီးအခွင့်အရေးရပါတာမရှိဘူးအဲဒါပေမဲ့ဒီတိုင်းရင်းသားဖြစ်မှုပေါ်မှာအတုံးချပြီးတော့လူ့ဖွဲ့စည်းကိုကွဲဝအောင်လူတွေတယောက်နဲ့တယောက်မယုံကြည်လာကြအောင်လှုပ်ဆောင်မှုတွေကတော့ရှိတာကိုတွေ့ရတယ်အဲ့တော့ဒီဟာဒီဥယျာသူရဲ့နှစ်ချက်ကွက်ဖြစ်ပါတယ် သူဒီအစ္စလမ်မုန်တီရဲ့အစ္စလမ်မုန်တီရဲ့တစ်ဆင့်ကနေ OIC မုန်တီရဲ့ OIC စန့်ကျင်ရဲ့ OIC စန့်ကျင်ရဲ့ဆိုတော့အဲ့တော့ဗမာလူ့ဖွဲ့စည်းမှာဒါ anti muslim sentiment လို့ခေါ်ရင် muslim စန့်ကျင်ရဲ့အမြင်တွေများတာကိုသူကကောင်းကောင်းသိထားတဲ့အခါကျတော့ OIC ဆိုတော့ဆွဲသွင်းပြီးတော့ NUG ကိုကန့်ချဖို့ကြိုးစားတဲ့အခြေအနေလို့သုံးသပ်လို့ရပါတယ်ဒီနေရာမှာလည်းကျွန်တော်ကိုယ်တိုင်လည်းအခုဒါဒီဗီဒီယိုကြည့်ရတဲ့ NUG ရဲ့ အဲ website ကြီး ONC ရဲ့ website တွေကိုလည်းကျွန်တော်လေ့လာရှာဖွေသလိုဒီတို့ရဲ့ Telegram နဲ့သတင်းသူသတင်းမှာတို့ထန့်ချီနေတဲ့နေရာတွေမှာလည်းကျွန်တော်လိုက်လံရှာဖွေပါတယ်ဒါမျိုးနဲ့ပတ်သက်ပြီးဘယ်လိုအထောက်အထားရှိမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်တော့ NUG နဲ့ OIC ဂျားထဲမှာတစုံတရာစာချုပ်စာလမ်းတွေဒီလိုသဘောတူမှုတွေနားလည်မှုတွေလုပ်ထားရတယ်လို့ကျွန်တော်မတွေ့ရအောင်အကယ်၍ဥပဒေသူကိုယ်တိုင်တော့၎င်းအဲဒေါမုတ်ဒီမှာဒီအချက်လက်ရှိရေပေါ့ဗျာ NUG နဲ့ OIC ဂျားမှာရှိရေဆိုရင် ခင်ဗျားတို့ခြားကြဖို့လိုပါတယ်ရှိထားပြီးတည်သူကိုဖုံးကွယ်ထားစရာလိုတဲ့ကိစ္စမဟုတ်ဘူးလို့ကျွန်တော်တို့မြင်နေအဲ့တော့ဥိဒါသူခင်ဗျားတကယ်ရှိတယ်လက်ထဲမှာရှိတယ်ဆိုရင်ခြားကြလိုက်ပါတည်သူအတွက်တိုင်းပြည်အတွက်တစုံတရာအကျိုးရှိတယ်လည်းရှိပါလိမ့်မယ်မရှိဘဲနဲ့မတည်ဘဲနဲ့ကိုယ့်လက်ထဲမှာလည်းမရှိဘဲနဲ့ကြာကြာမီးရက်လုပ်ပြီးအဲ့လိုပေါ်ပန်းလေးတွေပြောနေတာကတော့ကိုယုံနာတဲ့သင်ငန်းတွေတော့မလိုက်ဘဲအင်မတန်မျက်နှာပူဖို့ကောင်းတယ်လို့ဒါဗုဒ္ဓဘာသာတော့ဖျားရှင်ကိုရိုနီကြီးကအစဒါအာနာသိအကောင်းနေလို့ကျွန်တော်ကတော့သုံးသက်ချင်ပါတယ် ဟိုသူဆက်ပြောမယ့်ကိစ္စလေးတွေကျွန်တော်နားထောင်ကြည့်အောင်နော်အရင်တော့ကဟိုအတိုက်ခံလို့ကိုကိုတတ်မှတ်ထားတဲ့နိုင်ငံရေးသမားတွေကအမေရိကန်ကိုပဲအားကိုးကြတာပေါ့နော်အဲ့တော့အမေရိကန်လည်းဆပယ်ရှယ်ထောက်ပံ့တယ်ပေါ့ဗျာနိုင်ငံရေးသမားတွေမဟုတ်ဘဲနဲ့နိုင်ငံရေးသမားရဲ့မိသားစုတွေကိုခေါ်ထားတာတို့ဟိုထောက်ပံ့ထားတာတို့ပညာသင်ပေးထားတာတို့အများကြီးပေါ့ဗျာအခုကျတော့ဒေါ်နယ်ထရန့်လက်ထက်မှာမြန်မာနိုင်ငံရေးအတွက်ဒီမိုကရေစီခေါင်းစဉ်နဲ့ထောက်ပံ့နေတဲ့အထောက်ပံ့နေအကုန်လုံးရုပ်သိမ်းသွားတာပေါ့နော်အဲဒေါ်နယ်ထရန့်နဲ့အတူဟိုတခြားတခြားသော အေယူနိုင်ငံတွေကလည်းပဲဆက်ပြီးတော့ရုပ်သိမ်းနေကြတာပေါ့အဲ့တော့ NUG ကအမိမဲ့အဖမဲ့ကိုဖြစ်သွားတာပေါ့နော်အမေရိကန်နိုင်ငံကနေထွက်ပြေးသွားတဲ့အမေရိကန်ဖြစ်နေတဲ့အချိန်မှာနော်အမေရိကန်တို့ EU တို့ဆိုတော့ပထွေးကိုသွားပြီးတော့အကူကြတာဟုတ်အမေရိကန်တို့ EU တို့ကလည်းဖြတ်တောက်လိုက်တဲ့အခါကျတော့အဖမဲ့တွေလိုဖြစ်သွားပြီးတော့မိမဲ့သားရေနေငါပုံစံမျိုးပေါ့အဖမဲ့သားရေနေငါပုံစံမျိုးဖြစ်သွားတော့ NUG ရဲ့အကူရ OIC တခုပဲကျန်တော့အဲ့တော့ဥရသူကဒီ OIC နဲ့ NUG နဲ့ပတ်သက်တဲ့သူ့ရဲ့အဆိုပေါ့ဗျာသူ့ရဲ့အဆိုကို तू ကထောက်ထောက်ခံခံဖြစ်ပြီးခိုင်မာစေဖို့အတွက် သူကကြားထဲမှာထိုးဆက်ကလေးလှုပ်လာပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဒီ NGO အနောက်နိုင်ငံတွေနော် EU နိုင်ငံတွေ American နိုင်ငံမျိုးတွေထောက်ပံ့နေတယ်နောက်ပြီးအတိုက်ခံပေါ်မှာတွေကဒီနိုင်ငံရေးသမားတွေမိသားစုတွေကို American ချိရှုဆောက်ရှောက်တယ်ဒါမျိုးတွေသူပြောပါတယ်အဲ့တော့ဟုတ်ပါတယ်ကျွန်တော်ຫນွေဥတော်လိုင်းရင်းမှာတော့ဗမာဒီမှာစစ်တပ်ကဖမ်းဆီးတပ်ဖြတ်မှုကိုစိုးရိမ်ရတဲ့အတွက်ထွက်ပြေးလာတဲ့သူများစွာဒါအမေရိကန်နိုင်ငံမှာခေါ်လုံနာ EU နိုင်ငံတွေမှာခေါ်လုံနာတွေရှိပါတယ်သူတို့မိသားစုဝင်တွေလည်းထောက်ပံ့နေတာရှိတယ်ဒါဒီတော်လိုင်းရင်းကိုထောက်ပံ့တာမဟုတ်ပါဘူး ဒါလူသားချင်းစာနာထောက်ထားမှုရအကူအညီတွေပဲဖြစ်ပါတယ်အဲကျွန်တော်တို့ဦးရဲ့အတိမဲ့နားလည်မှုအရာဆိုရင်တော့ဘယ်နိုင်ငံတကာဘယ်နိုင်ငံမှာဒီဗမာပြည်ကိုဟိုဒီတရုတ်ကစစ်တပ်ကိုထောက်ပံ့တာနော်1027စစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့တချို့ EOR တွေနဲ့တရုတ်နေကြမှာရှိရဆက်ဆက်ရေးအခြေအနေကလွဲလို့ကျန်နေနေရမှာတော့နိုင်ငံတကာကနေတိသာထင်ရှားပြီးဒီစီအေးအကူအညီလက်နက်အကူအညီအဲတသုံးတရာအကူအညီထောက်ပံ့ထားတာမျိုးကျွန်တော်မတွေ့ရဘူး ါပေမဲ့လူသားချင်းစာနာထောက်ထားမှုနဲ့ဒီအယက်သားတွေကိုကာကွယ်ဖို့အယက်သားတွေရဲ့ဟိုတချို့ဒီချမ်းမာရေးပြည်ညာရေးကိစ္စတွေအတွက်လုပ်ဖို့အတွက်ဆိုရင်တော့နိုင်ငံတကာမှာဒါຫນွေဥတော်လိုင်းမတိုင်ခင်တည်းကအဲ US မှာဆိုလဲဒါ funding တွေရှိတယ်ဒါကမ္ဘာမှာလေပတ်နေတဲ့ဟိုဘယ်လိုပြောမလဲ industry တစ်ခုပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတော်လိုင်းကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့အခုတတိကျွန်တော်နားလည်မှုသိမှတ်မှုကတော့ຫນွေဥတော်လိုင်းမှာအဓိကအဓိကစီးဝင်ပြီးတော့အသုံးပြုနေတဲ့ငွေတွေကတည်သူပတ်စံတွေပဲဖြစ်ပါတယ် เนาะတီသူပဇံနေဒါတီသူပဇံနေကိုတော့ဘသူကအဓိကကင်တွေဥဆောင်ပြီးအသုံးပြုရလဲဆိုတော့ဒါခင်ဗျားတို့ကျွန်တော်ကတော့ကျွန်တော်ကတော့ဒါတို့တို့အစိုးရအဖြစ်လက်မခံဘူးဒါလည်းကျွန်တော်ပုံမှန်နေနေပြောပါရယ် NUG ပေါ့တို့တော့တို့ကတို့အစိုးရတို့ပြောရယ်တီသူအများစုကလည်းထောက်ခံနေဆိုတို့ကအစိုးရအဲ့တော့တို့ကိုပဇံနေဒါလှူကြတယ် fundraiser တွေ fundraising ဟို project တွေ program တွေလှူတဲ့ပဇံနေအားလုံးဒီအများစုဒီဒါတီသူတွေ training တာစစ်စစ်ဖြစ်ပါတယ် NUG ဒီနဲ့ဒီတီသူတွေ training စာကို ကောင်းမွန်စွာအသုံးမပြုဘဲနဲ့တို့လဘောတရေလောက်ကြမယ်เนาะဟိုရောက်ခမပတ်စံလို့အသုံးချပြီးတော့ဟိုလှုပ်ချင်တိုင်းလှုပ်၊ကင်ချင်တိုင်းကင်လို့တော်လန်ရေးဒီလိုအချိန်ကြာခဲ့မယ်ဆိုရင်လည်းဒါရဲ့ထိခိုက်လာမယ့်အကျိုးဆက်တွေကိုတာဝန်ယူဖို့မှာ NUG ပဲဖြစ်ပါတယ်။အဲ့တော့ NUG ဒီဒါ US မှာ Donald Trump တက်လာလို့နော် EU မှာအခြေအနေကြောင်းလို့ဒါ NUG ရဲ့ထွက်ပေါက်ဒီ OIC ပဲကြံတော့တယ်ဆိုတာကတော့ဒါဥယျာတူကသူ့ရဲ့စကားပြောအတက်ပြင်ညာနဲ့ သူကနှစ်ចောင်းပေးတာပဲဖြစ်ပါတယ်သူရဲ့ငကိုတောက်လျှောက် OIC နဲ့ NUG ကို ပေးစားခြင်းနေတဲ့သူရဲ့အနေပေါ်မှာထက်လောင်းပြီးအတီးပြုတ်နိုင်အောင်ကြိုးစားတဲ့အဲဝါရထက်ချီရဲ့အကွက်လိုပဲကျွန်တော်နေပါတယ်ဘာတလို့လဲဆိုတော့မြန်မာစစ်တပ်ကတော့ဒီလိုဝါရထက်ချီရဲ့လုပ်ငန်းတွေမှာအမှန်နဲ့အမှားရိုးထွေးပြီးတော့လူတွေကိုလိန်ညာလှည့်ကြတဲ့နေတွေကိုအသုံးပြုဖို့အတွက်ကိုတောက်လျှောက် ဟိုစူးစမ်းခဲ့တာကိုကျွန်တော်တို့ရဲ့ Telegram channel တွေမှာလေးတွေ့ရသလိုတို့ရဲ့ဒါတိုက်စီးလို့ခေါ်ရဲစစ်တက်ခဲ့တိုက်ပွဲဝင်စီယုံကြီးចောင်းနေမှာဆိုရင်လေဒါမျိုးတွေကိုသင်္ကန်းသာတည့်ရအနေနဲ့တင်နေဆိုတော့လည်းကျွန်တော်သိရှိထားလို့ဖြစ်ပါတယ်။ဥယျာသူဒီဒီအချက်တွေဒီသူကတော်လန်ကြီးကိုဖြိုခွဲဖို့တီရင်းမှာဒါစစ်တက်ကိုသဆိုးရှည်စေဖို့အတွက်ဝါရထက်ကြီးရဲ့နီလန်းတွေကိုကောင်းကောင်းအသုံးချနေတဲ့သူတယောက်လို့ကျွန်တော်ထပ်ပြီးသုံးသပ်ချင်ပါတယ်။အခုနောက်တစ်ပိုင်းလေးထပ်ကြည့်ကြည့်အောင်နော်။ IC ထန်ကဒီကြီးအမြောက်အများထားရတာပေါ့နော်။အဲ့တော့ OIC ဆိုတာလည်းကမ္ဘာဖြန်နေလေတော်လင်းချက်မရှိဘဲနဲ့ငါပဲပေးမလဲဒီဘက်နဲ့သားပစ္စည်းရောဆိုပြီးလှူဒါန်းနေတဲ့အလုပ်မှမဟုတ်တာအဲ့တော့အပေးယူဆိုတာရှိရတော့เนาะအဲ့ဒီအတော့ UG ကဘာတွေပေးထားသလဲဆိုတာကိုပြည်သူတွေသိသိကျင်တာပါเนาะ UNG ရဲ့ထပ်ပေါက်က OIC ပါပဲ UG ကအခုခွက်ပြောက်နေတာเนาะဒါကြောင့် OIC C ခွက်ထိုးခံနေရတာ OIC ကလည်းပဲအဲရိုရင်ဂျာကိုတိုင်းသားအဖြစ်အတိအမှတ်ပြုမှတ်သူတို့တွေပြိနိုင်မှာကျွေးနိုင်မှာဆိုတော့ဟိုဒီကလည်းနောက်ခါလာနောက်ခါစီပေါ့အဲ့ဒါဖြစ်အတိအမှတ်ပြုပါမယ်ပေါ့ UNG သား ိုအစိုးရတရက်ဖွဲ့နိုင်ခဲ့ရဲ့မြန်မာပြည်ကိုအုပ်ချုပ်ခွင့်ရခဲ့ရဲ့ NUG အစိုးရရဲ့လက်ထက်မှာရဟာတိုင်းရင်းသားဖြစ်ပါတယ်။ဘယ်ကြောင်တိုင်းရင်းသားအဖြစ်အသိမှတ်ပြုပါမယ်။တိုင်းရင်းသား135မျိုးကနေတစ်မျိုးထပ်လို့လာပြီးတော့တိုင်းရင်းသား136မျိုးလုတ်ပေးမယ်ပေါ့ဗျာ။ဥပဒေတူကသူ့ရဲ့ထုံးစံတိုင်းပဲဒါ NUG နဲ့ OIC ကြားမှာထပ်ပြီးချိတ်ဆက်တဲ့အခါမှာ NUG ဒီဒါဆုံးလုံးရလို့နိုင်ငံတကာအထောက်ပံ့နေမြရတဲ့အခါမှာ OIC ကနေခွတ်ထိုးထားရတယ်။ငွေကြေးအနေနဲ့ယူထားရတယ်။ အဲ့ဒီသဘောတူညီချက်ကပါလဲဆိုတော့တို့အစိုးရထင်ရိုဟင်ဂျာကိုတိုင်းနာဖြင့်အတိမတ်ပြုပါမယ်အဲဒါဒီသူ့ရဲ့မှန်ဆချုပ်တင်သုံးသက်ချက်ပဲဖြစ်ပါတယ်ဒါဥိရသူတကယ်အကေရွေများဒါဒီစာချုပ်စာရန်သဘောသဘောတူညီချက်သဘောသူတော်တိနိုင်နေဆိုရင်ပြည်သူတွေရဲ့ဘာလို့တိကွင်းမရှိတာလဲအဲ့တော့ဥိရသူပြောပြမှသိရဲဆိုဥိရသူကလည်းဥိရသူဖြစ်နေလို့ဒါနဲ့ပြောရလို့လုံးလုံးမရပါဘူးတကယ်သား NUG မှာဒီလိုအစီအစဉ်ရှိတယ်ဒီလိုရှိရဆိုရင်လေဒါတည်သူကိုသူ့မှာအထောက်အထားရှိရင်ထားချကြဖို့လိုတယ် ။အခုဒီနေရာမှာကျွန်တော်မဝေ့ဝေးဝါစေချင်လို့ပါကျွန်တော်ထပ်ပြီးပြောချင်တာရိုဟင်ဂျာတိုင်းရင်းသားဖြစ်တော်ဘာဖြစ်လဲ။တိုင်းရင်းသားဆိုအခွင့်အထူးကံမှမဟုတ်တာ။အဲ့တော့ရိုဟင်ဂျာတွေဒီဗမာဒီမှာ1823မတိုင်ခင်နေ့ကနှစ်ပေါင်းများစွာတည်းကဒါရခိုင်ပြည်မှာရှိခဲ့တယ်ဆိုတဲ့အနေထားပါ။ဒါဒီလေတမိုင်းဂျန်ရှင်တွေအထောက်ထားတယ်ကျွန်တော်အများကြီးရှိပါတယ် အဲ့တော့ဒီလိုအနေထားနေပြီးတော့သူကျွန်တော်ဒီနေရာမှာထောက်ထားအညာကြီးရှိရဲဆိုတော့ဦရာသူလိုရွှေရှောင်ပြောင်းနေတာမဟုတ်ဘူးကျွန်တော်ဒီမှာတကယ်အထောက်ထားရှိတာပါစာအုပ်စာတန်းအထောက်ထားကြည့်မလားကျွန်တော်မှတ်တမ်းမှတ်ရာတွေကြည့်မလားဒါမျိုးပြောလို့ရပါတယ်ဦရာသူတော့ငါဒီမှာတော့ရှိတယ်ငါဒီမှာတော့ရှိတယ်ဆိုပြီးတော့ရှိအဲ့လိုလုပ်နေလို့မရပါဘူးအဲ့လိုရှိတယ်လို့ပြောခြင်းဟာဒါ sorry ပါကျွန်တော်သင်ငန်း internet အားနာတယ်ဗုဒ္ဓဘာသာမိတ်ဆွေတွေပုံမှန်နေနေတာ အင်တန်ပူပါရတယ်ညောရဖုန်းတော်ကြီးတစ်ပါးကိုကျွန်တော်ဒီလိုပြောဆိုရတဲ့အတွက်ပေါ့နော်အားလိုက်နာပါတယ်ကျွန်တော်စိတ်ဆုံးရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဒါပေမဲ့ဒါဒီအယူကြီးပဲလျှောက်ပြောနေတာပဲဒီမယိုသိစကားအယူကြီးပဲလျှောက်ပြောနေတာပဲအဲ့တော့ဒီ origin နဲ့ပတ်သက်ပြီးနေသူတို့ဒီမှာအနေနဲ့ဒီထက်ရှိတဲ့ conspiracy နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီ ICJ မှာ OIC ကဟို sorry Gambia နိုင်ငံကနေပြီးတော့ဒီညမာဒီရဲ့နော်ညမာနိုင်ငံပေါ့ညမာနိုင်ငံရဲ့ဒီ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကိုချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတရားစွဲဆိုမှုတွေလုပ်တဲ့အခါမှာနောက်ကနေ OIC ကငွေကြေးတွေထောက်ပံ့ပြီးလုပ်ကြပါတယ်ဆိုတော့ဆွဆွဲချက်မျိုးကိုလည်းဒီမဘာသာအုပ်စုတွေအမျိုးသားရေးအုပ်စုတွေပြောတာခဏခဏတွေးရတယ်။အဲဒါပေမဲ့လည်းကျွန်တော်ဂမ်ဘီယာရှင်းနေအဖွဲ့ကိုဒါ BBC ရအင်တာဗျူးလုပ်ပြီးတိုက်ရိုက်မေးချင်တဲ့အခါမှာတော့ဒါဂမ်ဘီယာဒီ OIC အဖွဲ့ဝင်နိုင်ငံတနိုင်ငံတော့ဟုတ်တယ်။ဟုတ်တယ်အတွက်လည်းသူ့ရဲ့ဒီတန်တမန် platform ကိုသူတို့အသုံးပြုခွင့်ရခဲ့တယ်ပေါ့နော်။ဒါမျိုးကိုပဲကျွန်တော်သိရှိထားရတယ်။အဲ့တော့ဒါဒီဘာဘာဖြစ်လဲပေါ့အဓိကဘာဖြစ်လဲ။ ဒီလို OIC ကဒီ Gambia ကိုထောက်ပံ့ပေးတယ်တော့မဟုတ် OIC ဒီ NUG ကိုထောက်ပံ့ပေးတယ်ဒီမှာတော့ဥပဒေသူအဓိကဆွဆွဲနေတာတော့သူကဒါ NUG ကို OIC ကထောက်ပံ့ပေးနေတယ် NUG ရဲ့အလုပ်ကအာဏာရလာရင်135ကိုပေါင်းပြီးတော့ဒါလူမျိုးအသစ်တစ်မျိုးအစားထုတ်ပြီး136ဖြစ်ဖို့လို့ဖုန်းကြီးကပြောသွားတာပါဒါပေမဲ့ဥပဒေသူတိတိအင်းနဲ့ပြောလာသူသတင်းစာမဖတ်လို့တော့မဟုတ်သူဉာဏ်မမီလို့တော့မဟုတ် သူမျက်စိပိတ်နေလို့เนาะဒီလိုထစ်နေလို့သူမသိရလားတကယ်ကတော့ကျွန်တော်ဒီတိုင်းနဲ့135မျိုးဆိုရယ် concept ကိုအနေရောအယူအဆကိုလုံးဝလက်မခံဘူးဘာမှဒီမှာတိုင်းရင်သား135မျိုးလို့သတ်မှတ်လို့ရတဲ့အခြေအနေဘာမှမရှိဘူးအဲ135မျိုးလို့ပြောပြီဆိုရင်ခင်ဗျားတို့ဒါဘာသာစကားအရပြောရလားယဉ်ကျေးမှုအရပြောရလားစသည်ဖြင့်ကျွန်တော်တို့စနစ်ကျမှုရှိရမယ်ဘာမှဒီမှာတိုင်းရင်သားနဲ့ပတ်သက်ပြီးဒီလိုစနစ်ကျပြဌာန်းတာဘာမှမရှိဘူးနောက်ဒီ135မျိုးဆိုတော့ gazette နဲ့ထုတ်ထားတဲ့စာရင်းလေးပေါ့ အဲ့လိုမဟုတ်တဲ့စည်ရင်းပေါ့နော်အဲ့လိုလုံးလုံးရတဲ့စည်ရင်းတစ်ခုတည်တဲ့အတွက်မြန်မာစစ်တပ်က တကယ်တော့136ထက်အောင်လုတ်ခဲ့ပြီးပါပြီအဲ့ဒါတော့ဘာလဲဆိုမုံဝန်းပမာဆိုတဲ့လူမျိုးတစ်နည်းကိုအတိမတ်ပြုပြီးတော့တိုင်းရင်းသားအဖြစ်အတိမတ်ပြုမှတ်ပုံတင်နေပေးခဲ့ခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒါမျိုးတကယ်လုတ်ခဲ့တာကတော့ LUT ကတော့လုံးနိုင်စွမ်းရှိရှိမလားမရှိမလားဒီတော်လှန်ရေးကိုသူတို့နိုင်အောင်ဦးဆောင်နိုင်မှာမဦးဆောင်နိုင်မှာကျွန်တော်လည်းမသိဘူးအင်မတန်ရိုးရှင်းတယ်ခင်ဗျားကလည်းမသိဘူးဒါဖြစ်နေတဲ့အခြေအနေကိုမူတည်ပြီးတော့ကျွန်တော်ယုံကြည်ချက်တစ်ခုနဲ့သွားနေကြတာဒီလိုအများစုပါ ဲ့တော့အကယ်၍ energy အစိုးရထင်ရင်လည်းတရ35မှ +1 ဆိုရင် तू ဆေးဥစုနောက်ကိုပဲရောင်းမှာဆေးဥစုကလုတ်ခဲ့ပြီးွားပြီရှင်းမှာဒါမုံဝင်းပမာဆိုရင်လူမျိုးတစ်မျိုးအတိမတ်ပြုတ်ထားအဲ့တော့ဒီကိစ္စတွေဒီထင်တဲ့လောက်ရှင်းလင်းနေတဲ့ကိစ္စတွေမဟုတ်ဘူးဟောကျွန်တော်တို့သူ့ဒေသနာလောက်ရမယ်ပြန်လေသုံးသပ်ရမယ်ဥပဒေကြောင်းကစဉ်းစားရမယ်စသည်ဖြင့်ပုံစံမျိုးစုံရှိတယ်ဒါပေမဲ့အရေးကြီးဆုံးကလူတွေဖြစ်ပါတယ်ဒီပမာတီလို့ပြောတဲ့အခါမှာအခုဆိုရင် ဗမာတီရဲ့အဝန်ဝိုင်းနေနမိတ်လို့တော့ကျွန်တော်ပြောလို့မရအောင်အဲ့ဒါကြီးအပြင်ဘက်ကိုရောက်ရှိနေတဲ့ဗမာတီသားအများဆုံးရှိအများစုရှိပါတယ်ရိုဟင်ဂျာတွေအပြင်เนาะကျွန်တော်ဒီရခိုင်ဘက်ကိုထားလိုက်အောင်ကျွန်တော်အရှေ့ဘက်မှာဆိုရင်ဒီထိုင်းနဲ့မှာနေသက်တလျှောက်မှာနိုင်ငံရေးကြောင့်နောက်တည်သူစစ်မှုထမ်းဥပဒေအရလာရောက်တိတ်ဆောင်နေရတဲ့เนาะလာရောက်ပြီးတော့ရွှေချောင်းလို့တမအဖြစ်လုပ်နေရတဲ့ဒုက္ခတွေအဖြစ်နေနေရတဲ့လူပေါင်းများစွာရှိပါတယ်အဲ့လူတွေအကျိုးစီးပွားကိုစောင့်ရှောက်နိုင်ဖို့အဓိကဖြစ်ပါတယ်အဲ့တော့တိုင်းရင်းသားဆိုတဲ့ကိစ္စကိုမူတည်ပြီးတော့တိုင်းရင်းသား OIC အတိုင်းရင်းသားရိုဟင်ဂျာ OIC NUG ဆိုပြီးတော့သူကတတွဲလုံးပုံဖော်ပြီးတော့နိုင်ငံရေးရထိုးနှက်ဖို့တိုက်ခိုက်ဖို့စ조사နေနေလို့ကျွန်တော်ဒီဘိုင်းလေးကိုသုံးသပ်ပါတယ်ဗျအဲ့တော့ဆက်နားထောင်ကြည့်ပါမယ်နော်အဲ့ဒါမေးကြတာဗျအဲ့ဘင်္ဂလီဆိုတဲ့ပုံကိုတွေကတိုင်းသားလက္ခဏာနဲ့ဘာညီလဲဗျဟိုခင်ဗျတခြားလူမျိုးတွေကိုမပြောနဲ့ဟိုကမန်လို့ခေါ်တဲ့မွတ်စလင်တွေနဲ့အခုရိုဟင်ဂျာဆိုပြီးတော့ဘာကြီးကိုလိန်ညာပြီးလှည့်စားထားတဲ့ဂလီတွေရဲ့ဇယိုက်နဲ့လေအဲ့ဒါဟိုတိုက်ကြည့်ပါလားနော်တိုက်ကြည့်ပါလား ဟိုကျွတ်တော့အော်တမိုင်းကြောင်းနေတို့ဘာလဲညာရီတို့တိတ်ငင်းကုန်နေခြင်းဦးရခင်ဗျာအချက်နှစ်ချက်ပဲကျွတ်ပြောချင်တယ်တစ်ချက်ကိုတော့ကျွတ်လှည့်ဝတ်ထားမယ်ငကလာတရဘင်္ဂလီတွေကို DNA စစ်လိုက်အခုရိုဂျာဘာလို့သူတို့ကိုသူတို့တောင်းဆိုနေတဲ့လူမျိုးအလိန်လူတန်းစားကိုလည်းပဲ DNA စစ်လိုက်အဲ့ဒီဘာဖြစ်လို့အဖြေတွေ့လိုက်မယ်နောက်တစ်ခုကကျွတ်လှည့်ဝတ်ထားမယ်အရာမလို့ကျွတ်ကမပြောဘူးရခိုင်တွေကတော့အကုန်လုံးသိတယ်နော်ဟိုဘင်္ဂလီဟုတ်မဟုတ်ဆိုတာရဲ့ဘင်္ဂလားဒေ့ရှ်ကလာတဲ့သူတွေဟုတ်မဟုတ်ဆိုတာရဲ့ရခိုင်တွေမှာသိတဲ့နည်းရှိတယ်ကျုပ်လည်းသိထားတယ်ဒါပေမဲ့ကျုပ်မပြောဘူး ဲ့ရိုလင်ညာဆိုတဲ့ကောင်တွေသိအောင်လို့ကြုံပြောတာရိုလင်ညာကြီးကိုတိုင်းသားပါလို့အတိအမှတ်ပြုမဲ့ NUG ဆိုတာ NUG ဆိုတာပဲအဲ့တော့ကျွန်တော်တို့ sorry ညာကျွန်တော်လေးပြောရတာတော်တော်တော့သုံးသက်တာလက်ပေါက်ကပ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါဒီစနစ်တကျပြောဆိုနေတာမဟုတ်ဘဲနဲ့အမုန်းတရားကိုအခြေခံပြီးတော့ဒါအဖွဲ့အစည်းတစ်ခုနိုင်ငံရေးဆိုင်ရာအနေမတူတဲ့အုပ်စုတစုဒါကိုတိုက်ခိုက်ဖို့ရတဲ့လူမျိုးတုံးတက်ထက်မှုအတွက်ကိုပါသူကရည်ရွယ်ဥတီပြီးပြောနေတဲ့စကားတွေဖြစ်နေလို့ပါ အဲ့တော့ဒီမှာဆိုလဲသူတလုံးထက်သုံးနေကြတိုင်းရင်းသားလက္ခဏာဆိုတဲ့စကားပါတိုင်းရင်းသားလက္ခဏာဆိုတာဘာရောတဲ့တိုင်းရင်းသားလက္ခဏာဆိုတာဘလို့ပေတယ်နေတော့ဥပမာတိုင်းရင်းသားဗမာတရတိုင်းရင်းသားရဲ့အားလုံးဒီအသားဖြူသည်လားသပင်ကောက်သည်လားတော့ဘာဘာလဲပေါ့ခုနှစ်လားအဲ့တော့ဒီနေရာမှာဆိုရင်ဗမာဒီမှာဟိုရှိခဲ့တဲ့သူတို့ရဲ့ပြောနေတဲ့ဘောင်လေးကပြောရင်တိုင်းရင်းသား135မျိုးပေါ့နော်အဲ့135မျိုးတွေမှာ is number သာကိုအရာသူ is number သာကိုကိုတွေလို့ကျွန်တော်ပြောလို့ရတဲ့ကမန်တွေရှိပါတယ်နော်ကမန်ဒီကိုတခါလေးဒါကျွန်တော်တို့ ်အစ္စလမ်ဘာသာကိုးကွယ်တဲ့ညုံးတွေစုအဖြစ်သူတို့ခဏခဏထုတ်ပြီးတော့ပြောကြတယ်ဒါပေမဲ့ကမန်နေတဲ့လူခွင့်အပြေဝရရမှာမဟုတ်ပါဘူးကမန်နေဒီလေဒါဘာသာရေးလူမျိုးရဲ့အထီးကျုံးနေမှာလည်းတိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့ဒီကမန်လူမျိုးတွေကိုသူကပြောပြီးတော့ဒီကမန်နေရိုဟင်ဂျာကိုအုပ်စုခွဲထုတ်ဖို့ကြိုးစားတာပါအဲ့တော့ဒီတိုင်းနဲ့လက္ခဏာကမန်ပြေဝရအော်ရိုဟင်ဂျာတွေမှာမရှိဘူးပေါ့သူတို့ကိုပင်ဂါလီတွေကမရှိဘူးပေါ့နော်အဲ့တော့ဒါဒီကမန်နေရိုဟင်ဂျာဂျားမာကိုသူကထက်ပြီးတော့တက်တချောင်းရိုက်သွင်းမှု 調査ရင်နီးလန်မှာနောက်တစ်ခါကျတော့သူရဲ့135 theory ဒီကမှ OIC NUG ဘောသူထုံးစံတိုင်း session ဆက်ပြီးတော့ချိန်ပါတယ်အဲ့တော့ဒီနေရာမှာခက်တည်နေသူပြောပါတယ်အဲဒီမှာအချက်နှစ်ချက်ပြောမယ်တဲ့ Okay အချက်နှစ်ချက်ပြောမယ်ဆိုတော့ကျွန်တော်လည်းနားထောင်မယ်ပေါ့ဒါပေမဲ့အချက်နှစ်ချက်ကဘာလဲဆိုတော့နောက်တစ်ချက်ကတော့မပြောဘူးတဲ့အဲ့ဆိုရင်ငကိုရီရဲ့တစ်ချက်ပဲပြောလိမ့်ဦးဟွာဥရသူရဲ့ဘာကြောင့်နှစ်ချက်ပြောပြီးတော့နောက်တစ်ချက်ကိုကျတော့မပြောဘူးလို့လုပ်ရတာတော့ခက်မသိလို့လားပေါ့နော်ကျွန်တော်အဲ့လိုပဲမေးရမှာပါအဲ့တော့ तू ပြောတဲ့ပထမတစ်ချက်ကိုလည်းစဉ်းစားကြည့်ပါဦး ရိုဟင်ဂျာတွေဒီဘင်္ဂါလီတွေကို DNA စစ်မယ်တဲ့အရန်ကောင်းတဲ့ကိစ္စပါနော်အရန်ကောင်းတဲ့ကိစ္စပါလုံးတင်ပါတယ်ရိုဟင်ဂျာတွေကိုလည်း DNA စစ်တင်သလိုရခိုင်တွေကိုလည်းစစ်တင်ပါတယ် even ဥယျာဉ်သူကိုရံကိုလည်း DNA စစ်တင်ပါတယ် DNA စစ်လိုက်တဲ့အခါကျရင်တိတ်ပန်ကြီးကြာအရာယဉ်ကျေးမှုနဲ့နော်ကျွန်တော်ဘာသာစကားဆိုတဲ့အရာတွေကိုဖယ်ထားလိုက်ပြီးွားရင်တိတ်ပန်ကြီးကြာအရာ DNA မှာကျွန်တော် genetically ဘယ်လိုလူမျိုးတွေပေါင်းစုနေလဲဆိုတော့သိရတဲ့ကိစ္စပြီး implant ကောင်းတဲ့ကိစ္စပါတက်တနာကြီးလည်းတော်တော်ရှင်းသွားပါလိမ့်မယ် အဲ့တော့ရခိုင်လျော်လေးဒီအန်နေစစ်တင်ပါတယ်ရိုဟင်ဂျာတွေကိုလည်းစစ်တင်တယ်ပြောရမယ်ဆိုဥပိရာသူကိုလည်းစစ်တင်တယ်ကျွန်တော် ပတ်သက်ရှိတယ်စီမံကိန်းတွေလုပ်နိုင်တယ်ဆိုတနိုင်ငံလုံးတော့စစ်တင်ပါတယ်အဲ့တော့ again DNA စစ်လိုက်လို့နော် DNA တခုခုရစမ်းသပ်မှတ်ထားချက်အရာအဲသူတို့ဒီဘာဖြစ်ရင်ဘာဖြစ်မှာလဲပေါ့နော် okay DNA အရာဘယ်သူနဲ့တူရင်တိုင်းရင်းသားဖြစ်မှာလဲပေါ့ဘယ်သူနဲ့မတူရင်ဒီနိုင်ငံတွေကထွက်သွားမှာလဲတိုင်းရင်းသားမဖြစ်တော့ဘူးလားပေါ့ DNA စစ်တယ်ဆိုတာအင်တန်ကောင်းတဲ့အမြင်ဖြစ်တယ်အဲဒါမဲ့သူ့သူမှာဘာပေတန်ရှိလဲ အဲ့တော့ဟိုဖုန်းကြီးဒီကြာဘူးနားမနေရှောက်ပြောတယ်လို့ပဲကျွန်တော်သုံးသက်ချင်ပါတယ်အဲ့တော့စစ်လိုက်ရင်နဲ့ဒါဒီလူတွေကဘင်္ဂါလီလားဘင်္ဂလားဒေ့ရှ်ဘက်ကလာရည်သူတွေလားဆိုတော့သိွားမယ်ဆိုတော့အဲ့စစ်လိုက်လို့သိမယ်ဆိုရင်နောက်တစ်ချမ်းပါလဲပေါ့နော်စစ်တွေကျွန်တော်တို့ကနှစ်ခုရှိနေလို့တစ်ခုအသေးကြအောင်စစ်ရတာပါအဲ့တော့အဲ့ဒါကိုလေရှင်းရှင်းလင်းလင်းတက်တက်ကွယ်ကွယ်ကျွန်တော်တို့မပြောနိုင်ဘူးမပြောနိုင်ရင်လည်းရှောက်ပြီးတော့ဒါ DNA စစ် DNA စစ်ဆိုတိတ်စစ်တင်တာပေါ့ဗျာတိတ်စစ်တင်တာပေါ့ခင်ဗျားတို့စစ်ရေးလာလို့ပဲကျွန်တော်ထပ်မေးဖို့ပဲကြံနေအဲစစ်ဖို့အတွက်လေပတ်သက်ရှာပေးပါလား စစ်ကြစစ်လိုက်ကြရအောင်ညာစစ်လိုက်ကြရအောင်အရိုဟင်ဂျာဆိုတာပါလေရခိုင်ဆိုတာပါလေဥရသူဆိုတာပါလေမင်းအောင်လိုက်ဆိုတာပါလေဒေါက်တာအေးမောင်ဒီပါလေကျွန်တော်တဲတဲကွက်ကွက်ဖြစ်သွားတာပေါ့အဲ့တော့ DNA စစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ထောက်ခံတယ်အဲဒါပေမဲ့ကိုစကားတော်ကိုတောင်းဝင်ယူရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ရခိုင်လေတိရဲ့တဲ့သူလည်းတိရဲ့တဲ့ဒီလူတွေကဘင်္ဂလီရလားဘင်္ဂလားဒေ့ရှ်ကလာရည်သူတွေလားဆိုတာတိရဲ့တဲ့ဒါပေမဲ့ဘာအချက်တွေလဲဆိုတော့သူထုတ်မပြောဘူးပေါ့နော်ထုတ်မပြောဘူးဆိုရင် ထုံမတရုံးဆိုရင်ဒီစကားကိုပြောနေတဲ့အကြောင်းကိုမရှိဘူးဒါဒီရွှိတာတက်တက်ပါရွှိတာတက်တက်ပါဒါဒီလူမျိုးရင်းအမုံတရားလူမျိုးရင်းလူမျိုးလုံးတက်ချက်မှုကိုထောက်ပံ့ပေးဖို့အတွက်ဥ위ဒါသူရွှိလိုက်တဲ့ရှုခတ်ပဲဖြစ်ပါတယ်ဒါဒီလူဖွဲ့စီကိုအင်မတန်အစိတ်ခတ်လိုက်တာပါဘာလဲဆိုတော့ရှိရင်ပြောရမယ်သိရင်ပြောရမယ်သူကိုယ်တိုင်လည်းမသိဘူးသူဒီမှာဘာ theory မှလည်းအသိရှိမနေဘူးမရှိနေတဲ့ခါကျတော့အယူချိပဲလျှောက်ပြောတဲ့စကားတစ်ခုအနေနဲ့ပဲကျွန်တော်သုံးသပ်ချင်ပါတယ်အခုကျွန်တော်နောက်ဆုံးပိုင်းလေးကိုကျွန်တော်ပြီးအောင်ကြည့်လိုက်မယ်တိတ်မကြံတော့ဘူးစကန့် 30သားလောက်ပဲကျန်ပါတော့တယ်။သူက UNG တော့ UNG လို့မပြောဘူးပြန်။ UG လို့ပြောတာ။နာမည်ကအန် UG ဆိုတော့အန်လဲအန်ပဲ U လဲ U ပဲ G လဲ G ကြပြီဆိုတော့ဒီကောင်လေးဒီကောင်မလေးကတော့တိုင်းပြည်အတွက်ဘယ်နည်းနဲ့မှမကောင်းနိုင်တော့ဘူး။အဲ့တော့မင်းတို့အန်ကြ U ကြ G ကြအဲ့ငါတို့နိုင်ငံတော့ဒုက္ခမပေးကြပါနဲ့ကွာလို့အဲ့အန် UG ဆိုတဲ့ကောင်လေးကောင်မလေးကိုငါတို့ကနေပြောချင်တော့ကွာ။ပါပြောကြမလဲ ဘာပြောကြမလဲဆိုတော့ယဟန်တော်ရဲ့တရားဟောပြောမှုလည်းမဟုတ်ဘူးနိုင်ငံရေးသမားတယောက်ကမိန်ကွန်းလည်းမဟုတ်ဘူး event blogger တယောက် reaction လုပ်နေတဲ့သူတယောက်ကပြောဆိုမှုတော့မဟုတ်ပါဘူးဒါဘာမှအတိတ်ပဲမရှိရဲစကား NUG ကဗမာဒီကိုဒုက္ခရောက်အောင်မလုပ်ပါနဲ့ဆိုတော့ဟုတ်ကဲ့ဗမာဒီမှာအဓိကဒုက္ခရောက်အောင်လုပ်နေတာတော့ NUG မဟုတ်ပါဘူးအဲ့ဒါတော့မြန်မာစစ်တပ်ပဲဖြစ်ပါတယ်သူတို့ဖေရီခုခုပထွေးခုခုခေါ်နေရတဲ့မြန်မာစစ်တပ်ကလည်းဗမာဒီနဲ့ဗမာလူ့ဖွဲ့စည်းရောရာစုနှစ်တပတ်ကျော်မကနှစ်ပေါင်း80တီရင်းစင်းနေဒုက္ခရောက်အောင်လုပ်နေခြင်းပဲဖြစ်ပါတယ် ဲ့တော့ဒီညနေပတ်သက်ပြီးကျွန်တော်ဟိုဟာဘာမှထက်ပြီးတော့သူ့ကိုဝေဖန်သုံးသက်တုံ့ပြန်စရာမရှိဘူး။ဘာကြောင့်လဲဆိုတော့ evident အနှစ်သာရအတိတ်ပဲမဲ့တဲ့စကားပြောရရင်တော့ဟိုဒီရာဒီဘာမှဘာမှအတိတ်ပဲမရှိ။ and and ရူးလေးယူးလေးဂျီလေးဂျီလေးဆိုတာဘာဘာတော့ဘာတော့မို့ဘာတော့မို့ဘာနဲ့ sorry ပဲရှိနေရောဒီပြောလိုက်တဲ့စကား sorry ဒီဟာသူ့ကိုတော့ကျွန်တော်ဖုံးလေးဖြစ်ကျွန်တော်ကတော့တိတ်မမြင်တဲ့အခါကျတော့ကျွန်တော်ဒီလိုသုံးမိတယ်။ နော်ဟိုတခြားဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေစိတ်နှောက်ယှက်ကြရင်ကျွန်တော်ထပ်ပြီးတောင်းပန်တယ်ဘာမှဆောက်ထိတ်မယ်မရှိတဲ့စကားကိုသူပြောလိုက်တာပဲအင်မတန်ရှက်ဖို့ကောင်းပါတယ်လူသားတယောက်အနေနဲ့တော့ရှက်ဖို့ကောင်းတယ်သူ့အပြုမှုပေါ့အဲ့တော့ဒီ၄မိနစ်ကြော်ပေါ့၅မိနစ်ဒီပါရှိတဲ့ဗီဒီယိုသုံးသပ်မယ်ဆိုရင်သူ့ရဲ့အဓိကသုံးသပ်ချက်ကဆွဆွဲချက်က၃ခုပါတစ်ကတော့ NUG နဲ့ OIG ကြားမှာစာချုပ်ရှိတယ်။နှစ်ကတော့ဒီစာချုပ်ကပါလေဆိုတော့ NUG အစိုးရဖြစ်ရင်ဟိုရိုဟင်ဂျာတွေကိုတိုင်းရင်းသားဖြစ်သတ်မှတ်ပေးရမယ်။ တော့ပါလေဆိုအဲ့အတွက် NUG ဒီ OIC ဒီအပ္ပဆန်ကြီးရမယ်ကျွန်တော်ဒီနေရာမှာမေးကြတာဗမာလေးအထောက်ထားဗမာလေးအထောက်ထားထပ်မေးပါတယ်အထောက်ထားမတက်နိုင်ရင်လည်းဒီလိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့စကားကိုတရားစကားရှိတိုင်းပြောမယ်ဆိုတော့အများကြီးချက်ပြောလို့ရတာပေါ့ဂျာရင်မှာမှသူဟာဒီရိုဟင်ဂျာနဲ့ကမန်နောက်နောက်တစ်ခါကျတော့ NUG နဲ့ပြည်သူစသည်ဖြင့်စသည်ဖြင့်ကန္နာပေါင်းစုံနဲ့တွဲခွဲသွားတယ်ရခိုင်နဲ့နော်ဒီသူတို့မှဒါဖွဲ့ဖေးကြီးအကြီးရှိနေသလိုဘလို့ဆိုတာတိတယ်တိတယ်ဆိုရင် ဖော်ထုတ်ပြလိုက်တယ်တက်တာရှင်းရတိတ်လွယ်သွားတာဘို့ဟုတ်တယ်ခွဲကြပြီးတိလို့ရတယ်ရိုဟင်ဂျာတွေဒီရိုဟင်ဂျာမဟုတ်ဘူးဘင်္ဂါလီတွေပဲဖြစ်တယ်ခိုးဝင်လာရသူတွေဖြစ်တယ်။ဟုတ်ပြီဘဏ္ဍခုနဲ့မှာဒါသူပြုတ်ဝက်ချက်တွေတိထားတာ哦။ဘဏ္ဍခုနဲ့မှာဘလို့ဘလို့နီးနဲ့ခိုးဝင်လာတယ်။တို့တွေဇင်းမြစ်ကပါ။နော်ခင်ဗျားတို့ဟိုကြက်ကြက်မီးရက်လုပ်ပြီးတော့ဟိုအစွန်းရောက်တွေပြောသလိုဟိုကိုလိုနီခစ်ကမှဘာလို့ပြီးဘလို့ဝင်လာတယ်။ဘာညာဘာညာဆိုတဲ့စကားတွေပြောနေနေ။ကိုလိုနီခစ်ကပြောနေနေဆိုတော့ပြောပိုင်ခွင့်ရှိပါတယ်နော်။ဒါကျွန်တော်စကားအထက်ပြောတာပါ။ပြောလို့ရတယ်၊ကြိုက်တာပြောမရှိရင်အကုန်ပြောလို့ရတယ်။ အဲ့တော့ကိုလိုနီခေတ်မှာရှိတဲ့လူမျိုးမှဒါဗမာတရုတ်မှာရှိတဲ့လူမျိုးအုပ်စုလို့သတ်မှတ်တယ်ဆိုခဏောင်းပြောနေ135ညောင်းနေတော့ကန်ချလိုက်တယ်ဘာလို့လဲဆိုတော့135လည်းမရှိဘူးအဲ့ဒီတော့အဲ့ဒီကတဝက်လောက်ကလေကိုလိုနီခေတ်မှာဘယ်သူမှမှတ်တမ်းတင်ထားတာမဟုတ်ဘူးအဲ့တော့အဲ့လိုတမိုင်းကြောင်းကိစ္စတွေရှင်ပြောမယ်ဆိုရင်ရှင်ပြောစရာအများကြီးရှိတယ်ဒါပေမဲ့သူ့အဆင့်ဒီအဲ့ဒီအဆင့်မဟုတ်ဘူးသူဒီဒါစစ်တပ်ကနေပြီးတော့ဟိုအချက်ပေးလိုက်တဲ့လက်ပြောက်တီးလိုက်တဲ့အခါမှာတခွန်းနှခွန်းထွက်ပြောပြီးအမုံတကားနဲ့ဝါရက်ထက်လူငယ်စုဘာသာဝင်တွေတီရင်းမှာအကာအကွယ်မိတ်နေတဲ့ လူနေစုတွေပုံမှာဥတီတိုက်ခိုက်အမုံတရားရန်ညှိုးတူဖို့ကြိုးစားတဲ့အဆင့်အလွှင်းဘာအဆင့်မှမရှိတဲ့ပြုတ်ဆုံးဖုန်းကြီးဖြစ်တော့ကျွန်တော်နောက်တစ်လုံးထည့်လိုက်မယ်ဗျာဟော့ကြောချက်လို့ကျွန်တော်သုံးသက်ရင်းနဲ့ဒီဗီဒီယိုလေးကိုသုံးသက်ချက်ကိုညီကုန်းချောလိုက်ပါတယ်ချီးပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်